တာယာတဲ့အနေလေးဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှထွန်ပြန်လေးပြည့်ကျူဆိုပါရယ်ဒီနေ့ကျွတ်တို့မြန်မာနိုင်ငံမှာကြီးမားဆုံးသောငလျင်ရဲ့ရိုက်ခတ်မှုတောင်ကိုကျွတ်တို့မြန်မာပြည်သူပြည်သားတွေခံစားရတယ် ်တချို့ကြတော့လည်းကိုကိုတိုင်းခန်းစားရတယ်တချို့ကြတော့ဆွေမျိုးသားချင်းမိသားစုခန်းစားရတယ်တချို့ကြတော့လည်းတရင်နေကြည့်ပြီးမှစိတ်မကောင်းဘဲနဲ့ဖြစ်တဲ့သူတွေနဲ့ထပ်တူထမ်းရခန်းစားရတဲ့သူတွေလည်းကြတော့အရောက်စီတိုင်းဖြစ်ပါတယ်ဒီငလျင်ဖြစ်တာဟာကြတော့မြန်မာနိုင်ငံအတွက်အကောင်းဘက်ကိုပြောင်းလဲစေနိုင်တဲ့အရာဖြစ်တယ်ဆိုတဲ့ကိစ္စကိုကျွန်မခံယူတယ်ဘာကြောင့်ဒီလိုမျိုးခံယူတယ်လဲဆိုတော့ကျွန်မရဲ့တရင်တွေကိုဖြစ်နိုင်ရင်တော့ကိုတတ်နိုင်တဲ့လောက် စ조사ပြမနားထောင်ကြည့်အောင်ဒီထဲမှာအကောင့်ဘက်ကိုလစ်လာနိုင်တဲ့အရာတွေအများကြီးပါတဲ့နိုင်ငံတကာကသတင်းတွေကိုကျွန်မတင်ပြသွားမှာဖြစ်တယ်။ဆိုတော့အခုဘတ်ထမအူဆုံးအနေနဲ့ကတော့အခုမြေပြင်ပေါ်မှာပြက်နေတဲ့သတင်းတွေ update လေးလုပ်ပေးချင်တယ်။ဒီ update လေးကိုဗီဒီယိုတစ်ပုဒ်ကိုနားထောင်ပြီးမှ update လေးလုပ်ကြရအောင်နော်။ Hey so we've got an update from our partners in Mandalay and they are enforcing a curfew at 10 p.m., which means people have to stop their search and rescue efforts every night. And the soldiers and police are on the lookout for young, able bodied folks who are working to help with the rescue efforts so that they can conscript them to the military. And this is just awful, as you can imagine. And I just wanted to keep you updated with things that we're hearing on the ground as they happen. အခုဒီအမျိုးသမီးကတော့ဘယ်နိုင်ငံကလဲကျွန်မမသိဘူးဘယ်ဖွဲ့စည်းနဲ့အလုပ်လုပ်နေတယ်လဲဆိုတော့မသိဘူးဒါပေမဲ့အခုသူကတော့အခုမန္တလေးမှာလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာကိုတော့ကျွန်မသိရတယ်သူကတော့ဗီဒီယိုအသေးလေးနဲ့ပုတ်ကိုသူ update လေးလုပ်ပြီးမှတင်ထားတာတွေ့ရတယ်အဲ့ထဲမှာကျွန်မ၄မျိုးကို ပြောသွားမယ်တခုကတော့အခုဒီစစ်ခွေးတွေကရော social media တွေကရောပြီးလို့ရှိရင်တချို့မြင်တဲ့တူတွေရောအားလုံးက အခုငလျင်းမှာဘလို့ဒုက္ခရောက်နေတယ်လေအိမ်နေဘလောက်ပျက်စီးသွားတယ်လေလမ်းနေဘလောက်ထိဆိုးရုပ်သွားတယ်လေဘလို့နေထိုင်ကြတယ်လေဆိုတော့ဗီဒီယိုကိုပဲပြတယ်ဒါပေမဲ့အဲ့ရဲ့နောက်ကွယ်မှာဖြစ်နေတဲ့အရာဖြစ်တဲ့စစ်ခွေးတွေဘက်ကနေမှလေချောင်းတိုက်ခိုက်နေတယ်ဆိုတာကိုတော့ဘသူမှမဖော်ပြဘူးဆိုတဲ့အရာကိုဒီအမျိုးသမီးပြောသွားတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ လုံခဲ့တဲ့အချိန်မှာကျမတို့အားလုံးသိတယ်ဒီ time ကကလေး၁၁ယောက်ကဂူထဲမှာပျောက်သွားတာကိုကျမတို့သိတယ်အဲ့တုန်းကကလေး၁၁ယောက်ပဲပျောက်တယ်ဒါကိုကဘာကနေမှကိုယ့်ရဲ့အသက်ကိုပါမနှမျောပဲနဲ့ကိုယ်ထဲထဝင်ပြီးမှဒီကလေးတွေကိုလိုက်ရှာပေးတယ်တကယ်လို့ဒါတို့လည်းဒီကလေးတွေလို့ပျောက်သွားရင်ဆိုတဲ့စိုးရိမ်စိတ်ကောင်မှတို့မရှိဘဲနဲ့လာကူညီကြတယ်အခုကျမတို့မြန်မာနိုင်ငံမှာကဒုက္ခရောက်တာတိမ့်နဲ့ချီဒုက္ခရောက်တယ် တေးကျေသွားတဲ့လူလေးတွေလည်းထောင်ကြီးရှိလာပြီးအဲ့ကနေမှပြန်ထွက်လာတာလည်းယာနဲ့ရှိလာပြီးကျေကွဲတဲ့သူတွေလည်းအများကြီးရှိတယ်တလောက်ကြီးဖြစ်နေတဲ့အချိန်မှာအခုစစ်ခွေးတွေကတော့မန်းနေမှာဆေးနာရီအထိပဲကေဆေမှုကိုလုပ်ရမယ်ဆေးနာရီနောက်ပိုင်းမှာလုံးဝ ကေဆေချင်းကိုမလုပ်ရဘူးလို့ပြောတယ်ဆိုတော့အခုဒီမျိုးသမီးပြောတာကတော့ဆက်စုံယူရှာပွဲကောင်းတယ်လို့တောင်သူအဲ့လိုတုံးသွားတာတွေ့ရတယ်ဆိုတော့အခု10နာရီအထိပဲကုညီခိုင်းတယ်10နာရီ နောက်ပိုင်းမှာတော့တဲ့ရဲခွေရောစစ်ခွေတွေရောစစ်မှုထမ်းဖို့ရအတွက်လူငယ်တွေကိုလိုက်ကြည့်နေတယ်လိုက်ဆွဲနေတယ်ဆိုတဲ့အရာကိုသူပြောသွားတယ်ဆိုတော့ဒီအဥ္စာတွေလည်းဘယ်သတင်းဌာနမှာကျတော့အခြေတပွင့်ကြီးမပြဘူးအခုလုံနေတာကတော့ ဘယ်နေရာမှာတိုက်တည်ဘလို့ပြိုနေတယ်ဆိုတာကိုပဲကျတို့ဟိုတင်ပြနေတာဒါကြောင့်မို့ပဲအခုဒီမန္တလေးမဟာအောင်မြေတာမြို့နယ်ကနေမှလူငယ်၁၂ယောက်ကိုစစ်မှုထမ်းဖို့ရတဲ့အတင်းအထမဖမ်းသွားတယ်ဆိုတဲ့သတင်းလဲကျွတ်တည်ရတယ်ဆိုတော့အခုဒီအမျိုးသမီးကလည်းအဲ့လိုပြောသွားတယ်အရေးကြီးတယ်နောက်တစ်ခုကဘာလဲဆိုတော့အခုသူပြောတာကဒီမြေပြင်မှာ အစာအတော့တရောဆက်ဆာရရရဖို့ရတော့အရန်ခက်ခဲနေတယ်လို့ပြောတယ်ဒါကြောင့်မို့ဒီစစ်အစိုးရဘက်ကနေမှမပို့ဘဲနဲ့သူကနေ page တခုကိုလုံနေတယ်ဒီ page ပြီးတာနဲ့အသေးစိတ်ကိုပြန်တင်ပေးမယ်လို့ပြောတယ်ဆိုတော့အခုဒီစစ်ခွေးတွေကို နိုင်ငံသားကနေပို့တဲ့အရာတွေကဒုက္ခရောက်နေတဲ့ပြည်သူဒီစင်မှာမရောက်ဘူးဆိုတဲ့အဥ္စာကိုသူပွင့်ပွင့်လင်းလင်းပြောသွားတဲ့အရာဖြစ်တယ် ဆိုတော့အခုဒီမျိုးသမီးကလည်းပဲအခုစစ်ခွေးတွေရဲ့အကြောင်းကိုသူပြောသွားပြီနော် နောက်တင်းအနေနဲ့ကတော့အခုကျွန်မနဘေးနားမှာမြင်ရတဲ့ဒီမျိုးသားကိုကျတော့ငလျင်ဆက်လုပ်တဲ့နေ့မှာမင်းအွန်လိုင်းကိုလားဇော်မဲလိန်ကိုလားမသိဘူးအင်တာဗျူးပြုဖို့နေပြည်တော်ကအဆောက်အုံတစ်ခုကနေငလျင်လုပ်လို့ထွက်ပြေးလာတဲ့အခါမှာတရင်လုပ်တဲ့သူဖြစ်တယ်။နောက်ဆိုအခုသူကဘာပြောသွားလဲဆိုတော့မြေပြင်မှာတကယ်ကူညီတဲ့အထဲမှာစစ်သားကနည်းနည်းလေးပဲကူညီနေတယ်တဲ့။စစ်သားအများစုကတော့လက်နဲ့ဆက်လက်နဲ့ကင်ပြင်းမှာနေနေတယ်လို့ပြောတယ်။ ်တတ်မတော်ဖြင့်မှာစစ်သားတွေအများကြီးကတော့စစ်ချီတက်တဲ့ဥစ္စာကိုပြတယ်။ဒါကြောင့်မို့ဘောမတွေကပြောလဲဆိုတော့ဒီနှစ်ကျွတ်တော်လာရဲတွေတော့စစ်သားမရှိတော့ဘူးမရှိတော့ဘူးလို့ပြောတာ။အခုတွေ့တယ်မဟုတ်လား။ဒါတောင်မှစစ်သားအကုန်မဟုတ်သေးဘူး။ဒါကတဝက်ပဲရှိသေးတယ်လို့သူတို့ပြောတယ်။ဆိုတော့တတ်မတော်ထဲမှာတလောက်များပြီးမှအကုံတောင်မပြသေးပဲနဲ့ကြံနေတဲ့စစ်သားတွေတလောက်များတယ်ဆိုလို့ရှိရင်ဒီနေ့ကေဆေရဲထဲမှာဘေတပ်ပုံတွေထဲမှာဘေဗီဒီယိုထဲမှာစစ်ခွဲတွေ အတက်တရောနဲ့လှုပ်ဆောင်နေတာဘယ်သူတွေ့ရတလဲဘယ်သူမှမလုပ်ဘူးเนาะဒါကြောင့်အခုသူကတော့ခွေးနေနေလောက်ပဲကိုညီတဲ့သူတွေနဲ့လက်ကိုညီတဲ့အများတော့သူကလက်နဲ့ကင်ပြီးမှအစီရဲကိုလှုပ်ဆောင်နေတယ်ဆိုတော့ဥစ္စာကိုသူပြောသွားတာဖြစ်တယ်ကျမတို့ဘမော်ဆိုလို့ရှိရင်နေ့တိုင်းနေ့တိုင်းဘုံကျဲတယ်ပြီးလို့ရှိရင်အခုကျမတို့ဝိုင်းမော်ဘက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ် ပြီးရင်အခုဝါရာဆုမှာရှိတဲ့စာတင်ကျောင်းတွေမှာလည်းသူတို့နေတယ်အဲ့ဒီဝါရာဆုဘျွာကလူတွေကတော့သူတို့စစ်ချောင်းသွားကြတယ်အခုပြည်သူတွေစစ်ချောင်းသွားတဲ့ခါမှာဒီမင်းစင်တန်အဖွဲ့တွေကတော့ပြည်သူတွေရဲ့အဲ့တကားတွေကိုတော်နေရိုက်ဖွင့်ပြမှာသူတို့ကြိုက်တယ်လို့ချက်စားတယ်ကြိုက်တယ်လို့လှုပ်ကြတယ်အဲ့လိုမျိုးလှုပ်တာကချင်ပြည်နယ်မှာဒါမျိုးလာစော်ကားလို့မရဘူးအဲ့နဲ့မနေ့ကရန်ကားနေတဲ့မင်းစင်တပ်တပ်ဖွဲ့တွေ 150နီးပါးရှိတဲ့ဒီပြည်သူစစ်တပ်ဖွဲ့တွေနဲ့စစ်ခွေးတွေနဲ့ရောနေတဲ့ဥစ္စာတွေကိုအလုံးကိုမောင်းထုတ်လိုက်တာမိုးမျောတာတွေအများကြီးပဲပြေလို့ရှင်ခွဲပြေဝက်ပြေပြေးတာတွေအများကြီးပဲလက်နဲ့ခဲရနဲ့အများကြီးတင်းစီရရှိခဲ့တယ်မနေ့ကနော်ဒါတော့ကြုံကြိုက်လို့အောင်ပွဲတည်ရင်ကိုထပ်ပြီးမှပြောပြလိုက်တယ်နော်ဆိုတော့အခုဒီငလျင်နဲ့ပတ်သက် ပြီးတော့လည်းပဲ အခုကျမနဘေးမနာမှာမြင်ရတဲ့ TRT ဆိုတဲ့တာကီနိုင်ငံကဒရင်ဌာနကြီးတခုကနေမှဒီ Chris ကို interview ပြုထားတာဖြစ်တယ်ဆိုတော့အခုဒီ Chris ကနေမှ ပြောထားတဲ့ဥစ္စာကိုတော့ကျမဗီဒီယိုအနေနဲ့မတင်ပေးတော့ဘူးသူပြောထားတဲ့ဥစ္စာကိုကျမ အနေချင်းပြောပြမယ်မင်းအွန်လိုင်းကိုဘလို့တုံးတုံးသွားတယ်လေဆိုလို့ရှင်ကဘာဒုစရက်ကိုကျိုးလွန်တဲ့သူလို့ဆိုပြီးမှသူပြောသွားတယ်ဆိုတော့အခုသူကတော့28ရက်နဲ့ငလီလုတ်ပြီးတာနဲ့သူက TV ကနေမှနိုင်ငံတီးတီးကိုကျတော့မြန်မာနိုင်ငံမှာငလီအကြီးမိတယ်ဒါကြောင့်မို့လာကူညီကြပါဆိုပြီးမှ ခွဲခေါက်တောင်းခဲ့တယ်ခွဲခေါက်တောင်းပြီးမှတနာကြီးသူတို့ကအချိန်အတိကျတောင်းတည်သေးတယ်နော်အဲ့လိုမျိုးခွဲခေါက်ပြီးတော့တနာကြီးအကြာမှာတဲ့ လေကြောင်းရေ drone တွေနဲ့တိုက်ခိုက်တယ်လို့သူပြောသွားတယ်။နေရတကာမှာပုံကျဲတိုက်ခိုက်တာတွေပြီးလို့ရှိရင် drone တွေနဲ့ပစ်တာတွေကို security council ကနေမှ emergency section တခုအနေနဲ့ဒီဥစ္စာကိုကင်တွယ်ရမယ်အေးအေးယူရမယ်ဆိုတဲ့ကိစ္စကိုလည်းသူပြောသွားတယ် ပြီးလို့ရှင်ရေးကြီးတဲ့အရာတခုကပါလဲဆိုတော့အခုနိုင်ငံတကာကနေပေါ့နော်ဒီစင်ကာပူဒီအိန္ဒိယဒီတရုတ်ဒီဒီလိုမျိုးနိုင်ငံတကာကနေမှလာကူညီနေတဲ့အချိန်မှာသူကဖုန်းတွေကိုဖြတ်တောက်တယ်ဒီအင်တာနက်တွေကိုဖြတ်တောက်တယ်ဒီဆိုလို့ရှိရင်တဲ့ဒီလိုမျိုးသူများကလာကူတယ်တခုနဲ့တခုဆက်သွယ်ဖို့ရန်အတွက်ဖုန်းမရှိဘူးအင်တာနက်မရှိဘူးဆိုလို့ရှိရင်ဘလိုနည်းနဲ့ဆက်သွယ်ပြီးကူညီမှုကိုလုပ်နိုင်မလဲလို့လေသူဒီမှာမဲခွန်းထုတ်သွားတာဖြစ်တယ်ပြီးလို့ရှိရင်သူပြောသွားလဲဆိုတော့ 2008ခုနှစ်တုန်းကလည်းပဲ Democratic Party တွေနဲ့ volunteer တွေကပေါင်းပြီးမှလူမှုကေဆေးရေးကိုလုပ်တဲ့ဥစ္စာကိုဒီလူမှုကေဆေးရေးထဲမှာပါဝင်နေတဲ့ဒီ volunteer တွေကိုဖမ်းပြီးမှထောင်ထဲချတယ်နှိပ်စက်တဲ့ညှဉ်းပန်းတဲ့မှုကိုလုပ်ခဲ့တယ် ဒီလိုမျိုးလုတ်ခဲတဲ့ဒီစစ်တပ်ကို လုံးဝယုံကြည်လို့မရဘူးဆိုပြီးမှသူပြောသွားတယ်။ဒါကြောင့်မို့ပဲအခုဒီနိုင်ငံတကာကနေလာကူညီတဲ့အခါမှာဆက်သွယ်တဲ့အခါမှာပတ်စံတွေပေးတဲ့အခါမှာလည်းစစ်တပ်မဟုတ်ဘဲနဲ့အခြေခံကူညီတဲ့သူတွေနဲ့ဒါရိုက်သွားမှသာ နေရတကာကိုကူညီ ထောက်ပံ့တဲ့ဥစ္စာတွေရောက်သွားနိုင်တယ်အခုဒီစစ်ခွေးကနေဆိုလို့ရှိရင်တော့เนาะအောက်ခြေကို လုံးဝရောက်မှာမဟုတ်ဘူးဒါကြောင့်မြေပြင်မှာလုံနေတဲ့ပရဟိတတွေ ဒါမှမဟုတ်လို့ရှင်နာအဖွဲအစည်းတစ်ခုခုဒီနဲ့အဆက်အသွယ်လုပ်ပြီးမှပို့မှသာနေရတကားကိုဒီအလူငွေတွေရောက်ချိသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလဲသူပြောသွားတယ်သူကမနေ့ကကမ္ဘာစမ်းရရိတ်ခါအဖွဲဒီနဲ့သူကဆက်သွယ်ခဲ့တယ်ဆက်သွယ်တဲ့ခါမှာသူတို့ဘာပြောလဲဆိုတော့အခုသူတို့ကအစားအသောက်တွေဝေနေတယ်တဲ့အခုမြေပြင်မှာဘယ်မှာဝေနေတယ်လဲဆိုတော့ဒီအစားအသောက်တွေကိုနေပြီးတော့မှစဝေနေပြီလို့ပြောတယ်တဲ့ပြီးရင်သူဘာပြောလဲဆိုတော့နေပြီးတော့ဆိုတာဟာတဲ့စစ်ခွေးတွေရဲ့မြို့တော်ဖြစ်တယ်အဲ့မှာစလု ုတ်နေဒီဆိုနေမှတော့စစ်ခွေးတွေပဲရသွားမယ်ဒီနေပြည်တော်မှာမဟုတ်ဘဲနဲ့ကြံတဲ့နေရာမှာကရဖို့ရန်တော့အခက်အခဲရှိသွားတယ်မြန်မာနိုင်ငံမှာဒုက္ခရောက်တဲ့အချိန်မှာပြည်သူတွေကိုနှိပ်စက်တာကဒီတစ်ခါထဲမဟုတ်ဘူးဒီ2008 2023နေမှာဆိုလို့ရှိရင်လည်းပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာနှိပ်စက်တာတွေတိုက်ခိုက်တာတွေအများကြီးလုပ်ခဲ့တယ်ပြီးလို့ရှိရင်ဒီ2008ခုနှစ်တုန်းကလည်းပဲ volunteer တွေကိုဖမ်းတယ်ပြီးလို့ရှိရင်ထောက်ထဲမှာချတယ်เนาะနှိပ်စက်ညှဉ်းပန်းမှုတွေလုပ်ခဲ့တယ်တလူမျိုး တို့ရဲ့တမိုင်းထဲမှာပြည်သူတွေကိုဒီလိုနှိပ်စက်တဲ့အရာတွေကဖြစ်ခဲ့တယ်။ထပ်ပြီးမှလည်းတို့ကျူးလွန်မှာပဲနောက်ထပ်ပြီးမှမဖြစ်ဖို့ရအတွက်ကဒီ security council ဒီဘက်ကနေမှ အခုအချိန်မှာစစ်ခွေးတွေလေကြောင်းနဲ့တိုက်ခိုက်တဲ့ဥစ္စာတွေရော drone တွေနဲ့တိုက်ခိုက်တဲ့ဥစ္စာတွေရောချက်ချင်းရပ်ဖို့ရန်အတွက် emergency အနေနဲ့ဆုံးဖြတ်ချက်ချဖို့ရန်အတွက်ရဲ့ကြီးတယ်ဆိုတဲ့အကြောင်းလဲသူပြောသွားတယ်အခု US ကတော့2 million ကနေမှ 3 million ထိကူညီမယ်လို့ပြောတယ် UK ကတော့10 million pound ကူညီမယ်လို့ပြောတယ်ဒါဒီနဲ့အခုမြန်မာနိုင်ငံကိုကူညီဖို့ရန်အတွက် မလောက်ဘူးလားဆိုပြီးမှဒီ Turkey သတင်းဌာနကမေးတဲ့အခါမှာသူဘာပြောလဲဆိုတော့ဒီလိုမျိုးပို့ပေးပေမဲ့လည်းပဲပြည်သူတွေကင်ရတာမဟုတ်တဲ့အတွက်ကြောင့်စစ်ခွေးတွေကစစ်သုံးပစ္စည်းတွေမှာပြန်မှသူတို့သုံးပြတဲ့အတွက်ကြောင့်ဘလောက်ပဲကူညီညီလောက်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းသူပြောသွားတယ် အခုမြန်မာနိုင်ငံမှာနေရတကားမှာဘုံကျေးပြီးမှပြည်သူတွေကိုတတ်တဲ့သူနော်ပြည်သူတွေကိုငိမ့်ပန်းတဲ့သူဒီလိုမျိုးလှုပ်တဲ့စစ်တပ်တွေကဘလို့နီးနဲ့ပြည်သူတွေကိုဂယုတစိုက်ဒုက္ခရောက်နေတဲ့အခါမှာ ကူညီမလဲဆိုပြီးမှသူကတော့အဆုံးသတ်တယ်ဆိုတော့တိတ်သဘောကျတယ်အခုမြန်မာနိုင်ငံမှာဒုက္ခတလောက်ရောက်နေတယ်အားလုံးလည်းစားတော့ဖို့ရန်တော့ခက်ခဲနေတဲ့အချိန်မှာဒီအစားအသောက်တွေကလည်းနေပြီးတော့မှအယုံဝဲတယ်စားပြီးတဲ့အကျွင်းအကြံတွေကိုမှပဲအခုမန်လေးဒီစကိုင်းနေမှာအဲသူတို့ဝေးမှာဖြစ်တယ်ဒါကြောင့်မို့ဒီခရစ်ကပါပြောလေဆိုတော့ပြည်သူတွေကိုဒုက္ခရောက်နေတဲ့အချိန်မှာတောင်မှဂယုမဆိုင်ပဲနဲ့ဘုံကျင်းနေတဲ့သူကဘလိုနီးနဲ့ နေရတကာကိုသွားပြမ ူညီဖို့ရန်အတွက်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုသူပြောသွားတယ်။ဒါကတော့တိတ်သဘောကျတယ်။ဒါကြောင့်ကျတော့မြန်မာနိုင်ငံမှာခဏတုန်းကပြောသလိုငလျင်ကြောင့်ကျတော့အကောင့်ဘက်ကိုလစ်သွားနိုင်ဖို့ရန်အတွက်အများကြီးရှိတယ်။ဒီငလျင်ဒီလိုလှုပ်လာတဲ့အခါမှာနိုင်ငံတကာကလူဒီလာတယ်။အခုဒီထိုင်ဝမ်ကကူညီကေဆေးရဲဒီကိုလက်မခံဘူးဆိုပြီးမှကျတော့အလုံးသိပြီးတာဖြစ်တယ်။ဆိုတော့အခုဘောမကျုံမျိုးမင်းကဘာပြောလဲဆိုတော့အခုထိုင်ဝမ်ကလူဒီကိုစစ်တပ်ကနေမှပိတ်ပင်တာ လုံးဝမဟုတ်ဘူး။ တရုတ်ဒီလုတ်တယ်ဆိုလို့ရှိရင်တော့တရုတ်ဒီရဲ့အပြစ်ဖြစ်တယ်စစ်ခွေးကတော့နိုင်ငံတကာကလူတွေလာကူညီဖို့ရန်အတွက်အဲအားလုံးကိုဖိတ်ခေါ်တယ်လို့ပြောတယ်ဒါပေမဲ့အခုဒီတရင်ထဲမှာဗာပြောထားတယ်လေဆိုတော့ထိုင်ဝမ်ကကူညီကေဆေရဲ့အတင်းတွေကိုဝန်လာဖို့ရန်အတွက်စစ်တပ်ကနေမှညှင်းဆန်ထားတယ်သူတို့ကိုအခုအမူပုံခိုင်းဘူးဆိုပြီးမှပြောတယ်ဘာကြောင့်လဲဆိုတော့စစ်တပ်တွေကတရုတ်ဒီနဲ့ပူပူကကနဲ့ နော်လှုပ်ဆောင်နေတဲ့အရာတွေရှိတယ်ဒါကြောင့်မို့ထိုင်ဝမ်တွေကိုညင်းဆိုထားတယ်ဆိုပြီးမှသတင်းဌာနအထက်မှာဒီလိုဖော်ပြထားတာဖြစ်တယ်ဆိုတော့ခဏခဏဘောမာတွေပြောနေတဲ့ဥစ္စာတရုတ်တွေကိုယုံလို့မရဘူးအခုတရုတ်ကနေထိုင်ဝမ်ကိုလက်မခံနဲ့ဆိုလို့ရှင်နင်းတို့ဘောမာတွေဘာပြောနိုင်တယ်လဲဘာမှမပြောနိုင်ဘူးလက်မခံနဲ့ဆိုလက်မခံနဲ့ပဲနော်ပြလို့ရှင်အခုဒီငလျင်ထဲမှာတော့ ကျတော့ဝမ်တာဆရာကအဲဒါတော့ဥပဲမှာကျတော့ပြည်သူတွေကိုတတ်တဲ့သူတို့ရဲ့မိသားစုတွေခွေးအကောင်90မတာပေါ်သွားတယ်ဆိုတာတော့သိရတယ်နေတောင်နေသေးတယ်လို့ပြောရမယ်ပြည်သူတွေရဲ့ဝမ်တာဆရာစကားဖြစ်တယ်ဒီလိုမျိုးဝမ်နေတဲ့အတွက်ကြောင့်မို့စစ်ခွေးကတော့မတ်လ30ရက်နေ့ကနေမှ April 6ရက်နေ့အထိကတော့ တရက်ကို10မိနစ်ငြိမ်ပြီးမှနိုင်ငံအဆင့် One Nation အထိမ်းအမှတ်အဖြစ်စစ်ကောင်စီကနေတတ်မှတ်ထားတယ်ဆိုဒီမင်းမှပြောတယ်တကယ်ပဲနင်တို့ဝန်နေသလားဒီလိုမျိုးပြည်သူတွေဒုက္ခရောက်မှာပဲတခြားနိုင်ငံကလူတွေလာကူညီမယ်အဲ့ကူညီတဲ့ပတ်စံနေနင်တို့ရတယ်ဒါပေမဲ့ဆက်လက်ပြီးဝန်လာမဲ့ပတ်စံနင်တို့လက်ထက်မှာရောက်လာဖို့တော့မဖြစ်နိုင်တော့ဘူး နော်ဒါတော့ကျမတို့ရဲ့ want us ဖြစ်တဲ့ခဏတုန်းကပြောသွားတဲ့အမျိုးသမီးကလည်းပဲကုညီတဲ့ငွေတွေကိုဝင်ဖို့ရတဲ့သူတို့ website တွေတည်ထောင်လာပြီးပြီးလို့ရှိရင်ခဏတုန်းက Chris ပြောတာလည်းသူနည်းလကောင်းပဲစစ်ခွေးတွေဘက်ကတော့ကုညီမယ်ဆိုလို့ရှိရင်တော့ပဲစံဒီဟာအောက်ခြေကိုလုံးဝမရောက်ဘူးအောက်ခြေကနဲ့လုံနေတဲ့ပရဟိတတွေပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုခုတွေကပဲဖြစ်ဖြစ်လုံးဝတာရောက်မယ်ဆိုတဲ့ဥစ္စာကိုဒီနေ့တခြားနိုင်ငံကလူတွေတိလာပြီး ပြီးလို့ရှင်လဲအခုလာကူညီတဲ့အဖွဲ့တွေအားလုံးကမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုအများကြီးသိရှိလာပြီးစစ်ခွေးတွေလည်းဝန်ပြပါကူညီတာတွေမတွေ့တဲ့အတွက်ကြောင့်အခုပြောလာတာရှိတယ်ပြီးလို့ရှင်အခုမလေးရှားကနေတဲ့မြန်မာနိုင်ငံကိုလာကူညီတာရှိတယ်ဒါပေမဲ့အခုမလေးရှားကဘာပြောတယ်လဲဆိုတော့အခုတို့မလေးရှားကလူဒီလာကူညီတဲ့နေရာတွေမှာဘုံကျဲတိုက်ခိုက်တာတွေရှိတဲ့အတွက်ကြောင့်လာကူညီတဲ့သူတွေကတို့ရဲ့အသက်တွေကလုံခြုံမှုမရှိဘူးဆိုပြီးမှမလေးရှားက အပီတူလူထုဒီကတော့ကေဆေရဲ့အဖွဲ့တွေအတွက်စိုးရိမ်ပူပန်မှုဖြစ်နေတယ်ဆိုတော့နောက်တစ်ခါကိုညီချင်းရှိချင်းမှလည်းရှိတော့မယ်ပြီးလို့ရှင်ခဏတော့ပြောလို့ဒီလိုမျိုးဒုက္ခတလောက်ရောက်နေတာတောင်မှပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တဲ့ခွေးတွေပါလားဆိုတာတော့ကဘာကနေမှအခုထုတ်ပြလိုက်ပြီဒါကြောင့်မို့ပဲဇော်မဲလုံးကဘာပြောလဲနိုင်ငံခြားကတည်င်းထောက်တွေကိုခေါ်တယ်ဒီရေဒီမီဒီအစင်မပြေလို့ လက်မခံတာဖြစ်တယ်ဆိုပြီးမှသူပြောသွားတယ်တကယ်ဆိုလို့ရှင်ဘူးပေါ်တယ်လို့ပေါ်မှာစိုးလို့အခုဒရင်ထောက်မလို့ဘူးလာကူညီတဲ့လူတွေအဖြစ်အခုကဘာတိသွားပြီပြည်သူတွေကိုမကူညီဘဲနဲ့လိုက်တက်နေတယ်ဆိုတာကတော့နော်ဒါတော့ကျမတို့အတွက်လည်းပူဆွေးရတဲ့ဈာထဲကနေမှချက်ချံပြီးမှဝန်တာဆရာတစ်ခုဖြစ်တယ်လို့ပဲပြောချင်တယ် နော်ခုလေချောင်းကနေတိုက်ခိုက်တဲ့နေရာတွေကိုကုညီကေဆေးရဲဒီဘက်ကနေမှထုတ်ပြန်ထားတဲ့နေရာတွေရှိတယ်အဲဥစားတွေကဘာလဲဆိုတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘက်ကိုဘုံကျဲတိုက်ခိုက်တယ်ကျောရုတ်ကချင်းပြည်နယ်ဆိုရင်ဗမော်ဘက်မှာချမ်းပြည်နယ်ဆိုလို့ရှိရင်နောင်ချိုမကွေးမှာဆိုလို့ရှိရင်ဒီပေါက်ဘက်မှာရခိုင်ပြည်နယ်ဆိုကြောက်ဖြူမှာ ပြီးလို့ရှိရင်ပဲခူးမှာဆိုလို့ရှိရင်ဖြိုးမြို့နယ်မှာကရင်ပြည်နယ်ဒီမှာဘုံကျဲတိုက်ခိုက်တယ်ဆိုပြီးမှအခုဒီမြေပြင်မှာ လာကူညီတဲ့နိုင်ငံသားတွေဘက်ကနေမှစီးရင်ပြုတ်လုပ်ထားတာဖြစ်တယ်ပြည်သူတွေအားလုံးစမ်းမပျော်ရွှင်ကြပါစေ